ဆိုကဘာဝကျမ်းထဲမှာဒီရေးထားတွေကိုကျွန်တော်ကြည့်တဲ့အခါမှာတော်တော်များများကိုဒီလိုမြန်မြန်ပဲရေးတယ်တချို့နှစ်ယာနဲ့ချီတဲ့ကိစ္စကိုစာကျွန်တော်ကျမ်းနှစ်ကျောင်းနဲ့ပဲရေးတယ်เนาะတမိုင်းထဲမှာလူတမိုင်းထဲမှာအကြီးမားဆုံးသောဖြစ်ပျက်တစ်ခုလို့ဖြစ်တဲ့เนาะဘာဘလုံရဲတိုက်ကိုစောက်တဲ့အကြောင်းတောင်မှပဲကဘာကျမ်းအခန်းကြီးစစ်တဲ့မှာဒီလိုပဲနည်းနည်းလေးပဲရေးပါတယ်ဒါမဲ့အာဗြဟံကျောင်းစပြီးမှစလာတဲ့အချိန်ကနေစပြီးပါအထူးသဖြင့် ကဘာချန်ခန်းချင်22ရောက်လာတဲ့ခါမှာဘုရားသခင်ကကျွန်တော်တို့ကိုပြောပြတဲ့ဘောကတော့မင်းတို့ slow down ဖြည်းဖြည်းလေးသွားပြီးတော့မှတီတီချာချာလေးဆင်ချင်းဆင်ချင်းတဘောတရားလေးကိုကျွန်တော်တွေ့ရပါတယ်။စကလုံးညာစာ dialogue ညာစာတီချာလေးကိုဖော်ပြထားရဆိုကျွန်တော်တို့တွေ့ရတယ်။အာဗရန်ကိုခေါ်တယ်။အာဗရန်ပြန်ထူတာစရေးပြထားပါတယ်။ဆိုဒီအဖြစ်ပြက်လေးကိုကျွန်တော်တို့တကယ်ကိုအချိန်ယူပြီးမှ slow down လုပ်ပြီးတော့မှ နားချခြင်းကလင်မြန်ပြီးတော့ဗောနတေချာနားထောင်ဖို့ရန်အတွက်ဘုရားသခင်နှိုးဆော်လို့ကျွန်တော်ခံစားရတယ်။ဒါပေမဲ့ဒီဖြစ်ပျက်ကိုကျွန်တော်တို့အကျင့်ဖန်များစွာကြားပြီးသားပါ။ဒီနေ့မှကျွန်တော်ဘလို့ရှိတောင်းလေးနဲ့ကျွန်တော်ပြန်ပြီးတော့မှဆင်ခြင်ဖို့အတွက်နှိုးဆော်ခြင်းတယ်လဲဆိုလို့ရှိရင်ဘုရားသခင်ကအာဗြဟံကိုခေါ်ပြီးတော့မှသူအရန်ချစ်တဲ့သူ့ရဲ့သားကိုတောင်းလိုက်တဲ့အကြောင်းအရာကိုအာဗြဟံကောင်းသိပါတယ်။အာဗြဟံကဘုရားသခင်ကိုရစ်ပူဇော်တဲ့နေရာမှာမိရှုရဲ့ပူဇော်တဲ့နေရာမှာသူလှုပ်ဘူးပါတယ်။ ်မိရှိုရရပူဇော်ပါလို့ပြောတဲ့ခါမှာမိရှိုရရပူဇော်မစင်တားကောင်ရှိရရစ်ကောင်ရှိရတယ်မင်းဒီရစ်ကောင်ရဲ့အဆုံးသက်ကတော့အသက်ခံရပြီးတော့မှအသေးသုံးပြီးတော့မှမိရှိုပြီးမှဘုရားသခင်နဲ့ပူဇော်ရတဲ့အလို့ဆိုသူကောင်းကောင်းသိပါတယ်ဆိုတော့ကျွန်တော်စဉ်းစားတဲ့ခါမှာအာဗြဟံအတွက်အိဇက်ကသူတန်ဖိုးထားရတဲ့သူဘဝအတွက်တန်ဖိုးရှိတဲ့အရာတစ်ခု ဒီချိန်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဘုရားသခင်သူ့ကိုခေါ်ထုတ်ပြီးတော့မှဂတိတွေပေးပြီးတော့လူမျိုးကြီးဖြစ်စေမယ်ဆိုတဲ့ဂတိတွေကိုပေးပြီးတော့မှဘုရားသခင်ခေါ်ထုတ်လာတဲ့အခါမှာအာဗြဟံအသက်ကြီးပြီ။ကလေးရနိုင်တဲ့အရွယ်လွန်သွားပြီ။ဆိုတော့တူတူပြောရမယ်ဆိုလို့ရှိရင်ကျွမ်းမနဲ့ရတဲ့တိုင်အရှိမီလာရှိတယ်။သို့တော်ညာလဲဒီအချိန်မှာတိတ်မကြောက်ကျွမ်းမနဲ့ရတဲ့အရှိမီလာမွေးပြီးတိတ်မဒီဆယ်နှစ်လောက်ကြာတဲ့အခါမှာတာအီဇက်ကိုရပြီးတော့ စာရာအဖီအိဇက်ကိုရပြီးတော့မှသူ့ရဲ့ယဉ်တွင်းဖြစ်သူ့ရဲ့သားဘုရားသခင်ကဤသားနဲ့ဂတိတီစေမယ်ဆိုတဲ့ဂတိတော်ကိုရထားတဲ့အာဗြဟံဖြစ်ပါတယ်အဲ့တော့အိဇက်လေဟာအာဗြဟံတို့အယံတန်မှုရှိပါတယ်အသက်ကြီးမှရတဲ့သားလေးဖြစ်တဲ့သူအချီးရဆုံးသောသားလေးဖြစ်တယ်သူ့ရဲ့မျှော်လင့်ခြင်းသူ့ရဲ့အနာဂတ်ဆိုရင်လည်းမမအောင်ဘာကြောင့်လဲဆိုတော့လူမျိုးကြီးဖြစ်စေမယ်ဆိုတော့သူကတော့ပြီးသွားပြီလေအရွယ်လွန်သွားပြီ ဒါတူတာဘုရားသခင်ဂတိတော်လည်းရှိတဲ့အခါမှာသူ့အတွက်အရန်အတိတ်ပဲရှိတယ်။သူအသက်ရှင်ရခြင်းရဲ့အတိတ်ပဲဖြစ်တယ်လို့လည်းပြောလို့ရပါတယ်။ဒါကိုဘုရားသခင်ကသူ့ကိုတောင်းတဲ့အခါမှာဒီကနေ့အိုက်ဇက်ကိုပဲတောင်းတာမဟုတ်ဘဲနဲ့အာဗြဟံရဲ့ယုံကြည်ခြင်းအာဗြဟံခံယူချက်အာဗြဟံတတ်မှုထားရတဲ့အရာအာဗြဟံရဲ့ဘဝအတိတ်ပဲအာဗြဟံရဲ့မျှော်လင့်ခြင်းအရာအလုံးကိုဘုရားသခင်တောင်းဆိုခြင်းဖြစ်တယ်ဆိုတာလို့ကျွန်တော်ခံစားမိပါတယ် တစ်ဆက်ထဲမှာကျွန်တော်စဉ်းစားမိတာပါလဲဆိုတော့ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုရောဘုရားသခင်ကကျွန်တော်တို့တန်ဖိုးထားတဲ့အရာကျွန်တော်တို့ရဲ့အချိန်တိုင်းကျွန်တော်တို့ချစ်ရတဲ့အရာကျွန်တော်နှစ်သက်နေတဲ့အရာတွေကျွန်တော်မျှော်လင့်နေတဲ့အရာကျွန်တော်ရဲ့အိမ်မက်တွေကျွန်တော်ရဲ့အနာဂတ်တွေကျွန်တော်ဘဝမှာအသက်ရှင်ရဒါကြောင့်ပါဆိုတဲ့ကျွန်တော်ရှင်တန်ရာရှင် အတိတ်ပဲလို့ကျွန်တော်ကြွေးကြော်ထားတဲ့ခံရထားတဲ့အရာတွေကိုဘုရားသခင်တောင်းမယ်ဆိုရင်ဒီနေ့ကျွန်တော်ဘလို့များတုံ့ပြန်ကြမလဲ အာဗြဟံလူမျိုးယုံကြည်စိတ်ချစွာနဲ့โอเคနောက်နေ့ချက်ချင်းနန်းဆော့ဆော့ထားပြီးတော့မှသူရဲ့ငယ်သားနှစ်ယောက်ကိုခေါ်ပြီးတော့မှနှစ်ရက်ခီသုံးရက်ခီသွားတယ်နောက်နေ့ချက်ချင်းထားပြီးတော့ထားလို့တယ်အရှိမေလာတို့တာမီကိုဘုရားသခင်နှင်ချခိုင်းတော့ကအဲ့ဒီအရာအယံခက်တယ်ခံစားချက်နေတယ်အာဗြဟံခံစားခဲ့တယ်ဤအရာကိုအလွန်ခက်ခဲတဲ့အရာဖြစ်တယ်လို့အာဗြဟံခံစားရတယ် တမသစ်ကျမ်းမှာပေါလုကဇာတိသဘောနဲ့ဝိညာဉ်သဘောနဲ့ရှင်လာတဲ့ခါကျွမ်မနဲ့ရတဲ့သားကိုဇာတိသဘောလို့သူညင်ညွန်ပြီးတော့မှဂရိတော်နဲ့ရှင်တဲ့ Isaac နဲ့ရတဲ့ sorry ဆာရနဲ့ရတဲ့ Isaac ကိုဂရိတော်နဲ့ရှင်တဲ့ဝိညာဉ်လူဖြစ်နဲ့ကျွန်တော်တို့ကို ပြန်ပြီးမှဆင်ခြင်စေပါတယ်တတိယအဖြစ်ကျွန်တော်တို့ဇာတိလူဖြစ်တဲ့အရှိမင်းလာအရင်မွေးတယ်ပြီးတော့မှအချိန်တစ်ခုရောက်တဲ့ခါမှာဝိညာဉ်လူမွေးလာခြင်းဖြစ်တဲ့အတွက် is ရှိမင်းလာက အိုင်ဇက်အရွယ်မရောက်ခင်တည်းကစားတဲ့ခါမှတော့လည်းကောင်အနိုင်ကျင့်တာကိုကျွန်တော်တွေ့ရတယ်အဲ့လိုပဲကျွန်တော်ဝိညာဉ်လူအရွယ်မရောက်ခင်တည်းကဇာတိလူနှိစက်ချောင်းခံရတယ်ဇာတိနဲ့ဆိုင်တဲ့ရာကိုစွန့်လို့ဖြစ်လာတဲ့ခါမှာအာဗရန်ကအယံခတဲ့လူခံစားသလိုဒီနေ့ကျွန်တော်ရဲ့တတ်တာမှာလည်းဇာတိနဲ့ဆိုင်တဲ့ရာတွေကိုစွန့်လို့ဖို့ဇာတိရဲ့ဆိုင်တဲ့အရာတွေကိုကျွန်တော်တို့ခါချပစ်လိုက်ဖို့ရန်အတွက်ကျွန်တော်တို့အတွက်အင်မတန်မှခက်ခဲတဲ့အချိန်များစွာရှိတယ်ဒီနေ့ကျွန်တော်ရဲ့တက်တာထဲမှာ ဘုရားသခင်ကို ကိုးကွယ်တာမှန်နေဆိုရင်ကိုးကွယ်ခြင်းဆိုတာဒီနေ့ဘုရားသခင်เนาะကျွန်တော်ဒီကပောင်းချန်ခန်းချင်း20နှစ်မှာလဲထတော်ဘုရားကိုကိုးကွယ်ဖို့လို့ငါသွားမယ်ဆိုတဲ့စကားလုံးကလည်းပထမအဦးဆုံးเนาะ actively လူတွေကကိုးကွယ်ခြင်းနဲ့ဆန်တဲ့အရာကိုလှုပ်ဆောင်တဲ့အရာတစ်ခုလည်းဖြစ်တယ်အော်ဘုရားသခင်ကိုကိုးကွယ်တဲ့အခါမှာဘုရားသခင်ကနော်နှစ်ပေါင်းကြာလာတဲ့အခါမှာမောရှေခင်မှာတော့ငါမတပါအခြားသောဘုရားမကိုးကွယ်ရယုတ်တုစင်တုမလုပ်ရလို့ပြောထားတယ် ဆိုတော့အာဗြဟံကအိဇက်ကိုချစ်လွန်းလို့အိဇက်နဲ့အတူတူအိဇက်ပေါ်မှာဆင်လွန်းရှိလွန်းလို့ဒါကျမ်းစာထဲမှာရေးထားပါဘူးဒါကျွန်တော်စဉ်းစားမိတာပါအိဇက်ထဲမှာပဲစိတ်ကရောက်လောင်းအကြည့်လို့အာဗြဟံအတွက်အိဇက်ကယုတုစင်တုလိုများ ဖြစ်နေသလားပေါ့ဒါကြောင့်မလို့ဘုရားသခင်ကအာဗြဟံကိုပြန်ပြီးမှ remind လုပ်တဲ့အနေနဲ့အာဗြဟံကိုပြန်ပြီးသိစေဖို့ရန်အတွက်အာဗြဟံမင်းသားကိုငါပေးတာမင်းအရန်ချစ်တယ်မင်းအရန်တန်ဖိုးထားရဆိုတာမှန်တယ်သို့တော်လည်း ငါထက်ဘသူမှတန်ဖိုးမရှိဘူးငါထက်ဘသူမှပို့ပြီးအရေးမကြီးဘူးဆိုတာကိုပြန်သိနိုင်ဖို့ရန်အတွက်ဘုရားသခင် အာဗြဟံကိုစုံစမ်းတယ်လို့ကျွန်တော်ဆင်ခြင်မိပါတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာမိပါတွေအနေနဲ့မိခင်ဖခင်အနေနဲ့ကျွန်တော်ကိုဘုရားသခင်ပေးတဲ့သားသမီးတွေကကျွန်တော်တို့ကောင်းချီးမင်္ဂလာတွေဖြစ်တယ်သူတို့ကိုချစ်ရခြင်းသူတို့ကိုကြည်ရှုပြည့်စုံဆောင်ရှောက်ရခြင်းပြိုးထောင်ရခြင်းကဘုရားသခင်ပေးထားတဲ့တာဝန်တစ်ခုဖြစ်တယ် ါပေမဲ့ဘုရားသခင်နဲ့ကျွန်တော်တို့နဲ့ဆက်သွယ်တဲ့နေရာဘုရားသခင်ရဲ့လူဖြစ်ခြင်းကိုအနှောင့်အယှက်ပေးဖို့တော့မဟုတ်ဘူးဘုရားသခင်ကိုချစ်တဲ့စိတ်ကို အစားထိုးဖို့တော့မဟုတ်ဘူးဘုရားသခင်ကိုဦးစားပေးရမယ့်အရာတွေအစားထိုးဖို့တော့မဟုတ်ဘူးကျွန်တော်တို့ရဲ့တာသမီတွေကကျွန်တော်တို့ရဲ့ idol တွေဖြစ်လာနိုင်တယ်နော်ကျွန်တော်တို့ရဲ့အလုပ်တွေကကျွန်တော်တို့ရဲ့ idol တွေဖြစ်လာနိုင်တယ် ်ကျွန်တော်တို့ရဲ့ဆွဲလန်းခြင်းတွေက ကျွန်တော်တို့ရဲ့ idol တွေဖြစ်လာနိုင်တယ်အဲ့ဒီဆွဲလန်းခြင်းတွေကျွန်တော်နှစ်သက်တဲ့အရာတန်ဖိုးထားတဲ့အရာတွေကသူ့ဟာနဲ့သူဘလောက်ပဲကောင်းပါစေအောင်ဘုရားသခင်ကိုဦးစားပေးရမယ့်အရာကနေပြီးမှ လွဲချော်စေတဲ့အရာ ဖြစ်တယ်ဆိုရင်တော့ဒါဟာကျွန်တော်တို့အတွက်စုံစမ်းခြင်းဖြစ်တယ်ဆိုတာကို ပြန်ဆင်ခြင်းကိုရှိပါတယ်ဆိုတော့အာဗြဟံအတွက်အင်မတန်မှ ခက်ခဲတဲ့အခြေအနေတခုရောက်တယ်လို့ကျွန်တော်ခံစားလို့နားလည်လို့အားလုံးရပါတယ်ကျွန်တော်ဒီပုံမှာတွေ့ရတဲ့သူကနော်ပုံကတော်တော်ဟောင်းနေပြီဆိုတော့ black and white ပဲရှိတယ်ဒါကသူ့နာမည်က Charles Bolden လို့ခေါ်တယ်တိတဲ့သူတိကြလိမ့်မယ်သူ့ရဲ့သူကတော့သူကျိုးကိုဖြောင်းနေအောင်ပေါ့နော်တန်းထားတဲ့ကျိုးပေါ်မှာလမ်းလျှောက်တက်တဲ့သူဖြစ်တယ်အရန်တော်တယ်သူ့အကြောင်းကို ဒီယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ကိုးစားခြင်းနဲ့ပတ်သက်ပြီးတော့မှဥပမာယူသုံးတဲ့အထက်မှာအများဆုံးတစ်ခုလို့ပြောလို့ရတယ် Charles Bolton ဖြစ်တယ် Niagara လာ Niagara Falls USA နဲ့ Canada နဲ့ဟိုဘက်ဒီဘက်ကိုကြိုတန်းပြီးတော့မှအဲ့ဘက်မှာလမ်းလျှောက်နိုင်တဲ့သူဖြစ်တယ်ရန်တော်တယ်ကျိန်ဖန်များစွာလုပ်ဘူးတယ်ဘယ်လောက်ရှိအောင်ပြောချင်လဲဆိုမျက်စိ ပြေးပြီးတော့သွားနိုင်တယ်တဲ့ပြီးလို့ရှင်အဲ့လိုအဲ့လိုတွန်းလှဲတစ်ခုလိုမျိုးပေါ့နော်အဲ့လိုမျိုးကိုလည်းတွန်းပြီးတော့မှဟိုဘက်ဒီဘက်ကိုဖြက်ကူးနိုင်တဲ့သူဖြစ်တယ်အချင်းချင်းကလှုပ်ပြတယ်ပြိတ္တတွေလည်းအများကြီးရှိတယ်လူတွေကြည့်ကြတယ်သူအချင်းချင်းကလှုပ်ပြတယ်လူတွေကသူ့ကိုကြည့်တဲ့အခါမှာဟာတကယ်တော်တယ်တကယ်လှုပ်နိုင်တယ်သူတို့မြင်ကြတယ်တတ်တည်ပဲမျက်စိနဲ့ကိုယ်တွေ့ကိုမြင်နေရတယ်အဲ့မှသူဘာပြောလဲဆိုတော့တစ်ခေါက်တော့တဲ့ ဒီလဲပေါ်မှာလူအလေးချင်တော်ရှိတဲ့ရာကိုတင်ပြီးမှကျွန်တော်ဟိုဘက်ကြည့်ပြသွားနိုင်မယ်ဆိုခင်ဗျားယုံသလားယုံပါတယ်ယုံပါတယ်ဒါဆိုရင်ဒီထဲမှာယုံနေဆိုရင်ဒီမှာထိုင်ပြီးတော့ကောလိုက်ပါလားလို့မေးတဲ့ခါမှာ no thank you လုံနိုင်တယ်ဆိုတော့ကိုရောယုံတယ်ကိုတိုင်းလိုက်ဖို့ရန်တွက်ကတော့မယုံနိုင်ဘူးဒီနေ့ကျွန်တော်ယုံကြည်သူခရိယန်တို့ရဲ့တတ်တာများများစွာက ဤကဲ့သို့ပဲဖြစ်တတ်ပါတယ်ပရိသတ်အထဲကနေနေတော့ကတော့လူသူလုံနိုင်တယ်ဆိုမြင်လဲမြင်နေရတယ်တကယ်လဲမျက်စိကိုတွေ့ပဲလေသူလုံနိုင်တယ်သူလုံပြနေတယ်လုံနိုင်လားမင်းတို့ယုံလားယုံတယ်ဒါဆိုမင်းလိုက်မလားမလိုက်ဘူးဒါဆိုမယုံလို့လားဘာဖြစ်လို့လဲ ဆိုဒီနေ့ညအောင်စဉ်းစားကြတဲ့အခါဒီနေ့ကျွန်တော်ယုံကြည်သူများစွာလည်းဘုရားသခင်ကိုယုံပါれဘုရားသခင်ကိုကျွန်တော်ပေးဆက်ပါれနှလုံးသားပေးပါれဘုရားသခင်အတွက်အသက်ရှင်ပါမယ်ဆိုတော့ကိုတင်းကြွေနေမှာပြောလို့လွယ်ပေမဲ့ကိုရဲ့အင်တောင်ဖက်ကိုခင်လို့ရမယ့်နေရာကိုရဲ့လို့ဖို့ဆောင်ဖက်ကိုနားလေရမယ့်နေရာဘုရားသခင်ကိုကျွန်တော်တို့ဘဝအသက်တာလက်တွေ့မှာဘာမှမသိနိုင်တဲ့အခြေအနေမှာကိုးစားရမယ့်အခြေအနေမျိုးမှာတော့ မယုံကြည်နိုင်တဲ့သူတွေညံ့များစွာရှိပါတယ်။ကိုအားကိုပြန်ကိုဒါမှမဟုတ်မရှင်လေမြင်နိုင်တဲ့အရာဘက်ကိုပြန်ပြီးတော့မှသွားပြီးမှဒီချင်းနဲ့မှငါ့ကိုဘုသူများကဲတင်နိုင်မလဲဆိုပြီးတော့ဘုရားသခင်က လွဲရင် ကျန်တဲ့ရာအားလုံးကိုသွားမိတဲ့အချိန်တွေလည်းရှိတတ်ပါတယ်။စဉ်းစားကြည့်နော်မျက်စိနဲ့မြင်တယ်ယုံတယ်တကယ်လိုက်ဖို့ကြတော့မယုံနိုင်ဘူး။ ဘုရားသခင်ကိုကျွန်တော်တို့ကိုးကွယ်နေတာတနင်္ဂနွေနေ့အတွက်ဘုရားသခင်ကိုယုံတယ်။ယုံကြည်သူချင်းချင်းစားရကြည့်ပဲစုပြုံနေတဲ့အချိန်မှာယုံတယ်။ဒါပေမဲ့လက်တွေ့အတ္တတာတယောက်တည်းရှိတဲ့အချိန်ဘုရားသခင်ကိုမယုံကြည်နိုင်တဲ့အချိန်ချင်းရှိသလား။မကိုးစားနိုင်တဲ့အချိန်ချင်းရှိသလား။စဉ်းစားဖို့လိုပါတယ်။တယောက်တော့ရှိပါတယ်။အဲ့ဒီသူကတော့သူ့ရဲ့မန်နေဂျာဖြစ်တယ်တဲ့။သူ့မန်နေဂျာကတော့ ဘသူမှမလိုက်ရဲတဲ့ Charles ရဲ့ကြိုးတမ်းမှာရှော့ပြီးမှဒီလိုရေဒီကွန်ပေါ်ကနေကူးတဲ့အရာတနင်္ဂနွေကနေတနင်္ဂနွေကူးတဲ့အရာကိုယုံကြည်စိတ်ချစွာနဲ့လိုက်လာတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ assistant သူ့ရဲ့ manager က "तू ဘလောက်ထိ legend ထားတယ်လဲ။ तू ဘလောက်ထိ drunken နေအောင်ပြင်ဆင်ထားတယ်လဲ"ဆိုတော့ ကောင်းကောင်းတည်ကျွမ်းထားတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချမှု အပြည့်ရှိတဲ့အတိုင်းလိုက်လာရဆိုကျွန်တော်တွေ့ရတယ်။တခါတည်းမှာဘုရားသခင်ကိုကျွန်တော်မကူးစားနိုင်တာမယုံကြည်ရဲနေတာဘုရားသခင်နဲ့ပတ်သက်ပြီးကျွန်တော်တည်တဲ့တည်ကျွမ်းခြင်းများအားနေနေလို့လား။တည်ကျွမ်းခြင်းနေအားနေတဲ့ခါမှာကျွန်တော်ယုံကြည်ရခတ်သွားတဲ့အခြေအနေတွေရောက်တတ်ပါတယ်။ဒါပေမဲ့ဘုရားသခင်ကို ဒီကျွမ်းလာတာနဲ့အမြဘုရားသခင်ဘာလုပ်နိုင်တယ်လဲဘုရားသခင်ဘာလုပ်ပေးပြီးလဲဘုရားသခင်ဘယ်လောက်ထိတက်နိုင်တယ်လဲဘုရားသခင်ဘယ်လောက်ထိပြင်ဆင်ပေးနိုင်တယ်လဲဆိုတာကိုတိလေလေဒီနေ့ကျွန်တော်ရဲ့အတ္တတာမှာဘုရားသခင်ကိုကိုးစားတဲ့အတ္တတာပို့ပြီးတော့ပေါ်လွင်လေလေပဲဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ထင်တယ်အာဗြဟံကဘာမှစောရကတက်ချင်မရှိဘဲနဲ့နောက်နေမနဲ့အစောကြီးထားပြီးမှချက်ချင်းနော်ဘုရားသခင် ပေါ်ပြတဲ့နေရာမော်ရီတောင်ကိုသွားပြီးတော့မှသူ့သားကိုရစ်ပူဇော်ဖို့ရန်အတွက်ကိုလုံးဝအေးအေးဆေးဆေးငြိမ်သက်သက်နဲ့လုံနိုင်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။အမတကယ်တကယ်သူငယ်အပေါ်ကိုတော့ဒီဓာတ်နဲ့ထိုးတက်တော့မယ်ဆိုတဲ့အချိန်မှာတော့ဘုရားသခင်ရက်လိုက်ရက်တော့မင်းငေါယုံကြည်စွာငါသိပြီ။အဲ့ခါမှနောက်မှတိုးထီးတကောင်ကိုတွေ့တယ်။အဲ့တိုးထီးတကောင်ကိုယူပြီးမှသူ့သားအီဇက်ကိုစားပူဇော်လိုက်ပြီးတော့မှ အဲ့ချိန်ကနေစပြီးတော့မှထာဝရဘုရားပြင်ဆင်ပေးတော်ဘုရားယေဟောဝါရည်ရည် God Yahweh the provider ဆိုပြီးတော့မှအဲ့နေရာမှာကျွန်တော်ဘုရားသခင်နာမတော်ကိုထပ်မံသိခွင့်ရပါတယ်ပြင်ဆင်ပေးတဲ့ဘုရားဖြစ်တယ် ဘုရားသခင်ပြင်ဆင်ပေးခြင်းကိုရတဲ့အခါမှာသူဝမ်းမြောက်တယ်။ဒါကြောင့်ဒီအမှုရလေးကိုသခင်ယေရှုကသူ့ရဲ့ဒီဟိုဟာယူဒယုံကြည်သူတွေယူဒကျမ်းစာတွေကိုသူတွေ့ပြီးတော့မပြောတဲ့အခါမှာအာဗြဟံမဖြစ်မီတဲ့ငါဖြစ်တယ်လေ။အာဗြဟံကရဲ့နေရက်ကလည်းကိုမြင်ပြီးတော့ဝမ်းမြောက်ခြင်းရှိလို့ပြောတဲ့အရာလေးကဒီအရာလေးပဲဖြစ်မယ်လို့ကျွန်တော်လူပေါင်းများစွာဆင်ခြင်ကြပါတယ်။သခင်ယေရှုကိုပုံဆောင်တဲ့တို့ထီကလေးပါ။အဲ့တို့ထီလေးရှိလို့အိုက်ဇက်သေးစရာမလိုတော့ဘူး။ဆိုတော့ဒီအခြေအနေထိအိုက်ဇက်ကအိုက်ဇက်ပါပဲ။ ပြီးတဲ့ခါမှာဒီအချိန်နဲ့မှာအိုက်ဇက်ကိုပူဇော်ရတဲ့အချိန်ကြီးရောက်ပြီးတဲ့ခါမှာမပူဇော်ဖြစ်လိုက်ဘူးဘုရားသခင်ပြင်ဆင်ပေးတဲ့တိုးနဲ့ပြန်လဲပြီးတော့မှပူဇော်ပြီးတော့မှပြန်ဆင်းလာတဲ့ခါမှာအိုက်ဇက်ပြန်ပါလာတယ်။တောင်ပေါ်တက်သွားတော့ကအိုက်ဇက်ပြန်ပါလာတဲ့ဟာလဲဒီအိုက်ဇက်ပါပဲဒါပေမဲ့တောင်ပေါ်တက်တော့ကအိုက်ဇက်ရဲ့တန်ဖိုးနဲ့အဓိပ္ပာယ်နဲ့တောင်ပေါ်ကပြန်ဆင်းလာတဲ့အိုက်ဇက်ရဲ့တန်ဖိုးနဲ့အဓိပ္ပာယ်တော့မတူတော့ဘူး။ အာဗြံကောင်းကောင်းသဘောပေါက်သွားတာတခုကဘာလဲဆိုရင်ဒီသားဟာသွေးနဲ့အသက်နဲ့ရင်းမြစ်ရတဲ့သားအရာအားလုံးငါရဲ့ပိုင်ဆိုင်မှုတွေအားလုံးနာကြတဲ့အားလုံးနဲ့ပို့ပြီးတန်ဖိုးရှိတဲ့အသက်ပါတဲ့သားဖြစ်တယ်ဆိုတန်ဖိုးပို့ပြီးတော့နှဆိုင်သွားတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာလဲကျွန်တော်တို့မှာရှိတဲ့အကောင်းဆုံးသောအရာတွေနဲ့ဘုရားသခင်ကိုစက္ကန့်အနှံမြတ်ကိုးကွယ်ယုံကြည်ကိုးစားအသက်ရှင်တဲ့အခါမှာဒီနေ့ကျွန်တော်တို့မှာရှိတဲ့ဒီစုကျေးဇူးပါပဲ ဒါဘုရားသခင်ကိုစက္ကန့်အနှံခြင်းမတန်ခင်ကလေးကဆုကျေးဇူးတဲ့ဘုရားသခင်စက္ကန့်အနှံပြီးတော့မှဘုရားသခင်ပြန်ပြီးမှအဆက်လက်အသုံးပြုလာမဲ့ဒီဆုကျေးဇူးတွေနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ယုံကြည်တယ်ကျွန်တော်စက္ကန့်အနှံခြင်းပြီးတဲ့အခါမှာအသုံးပြုတဲ့ဆုကျေးဇူးကပို့ပြီးတော့မှတန်ဖိုးရှိမယ်လို့ကျွန်တော်ဆင်ခြင်မိတယ်ဒါကြောင့်ကျွန်တော်ဆုတောင်းတဲ့အခါတွေမှာကျွန်တော်ခဏခဏဆုတောင်းလေးရှိတယ်ဆုတောင်းဖြစ်တယ် ဘုရားသခင်ကျွန်တော်ရဲ့စိတ်အားကြီးခြင်းကိုရောကိုလက်ထဲအပ်နံပါတယ်ကျွန်တော်စိတ်အားကြီးခြင်းကိုဘုရားသခင်မှာအသုံးပြဖို့အရေးကြီးတယ်ကျွန်တော်ရဲ့စိတ်စည်တနာကိုဘုရားသခင်အသုံးပြဖို့အရေးကြီးတယ်ကျွန်တော်ရဲ့ကောင်းမှုကုသိုလ်ကျွန်တော်ရဲ့ကောင်းမှုကျွန်တော်ရဲ့ skill တွေကျွန်တော်ရဲ့ကျွမ်းကျင်မှုတွေနဲ့ဒါတွေကိုအားကိုးပြီးမှဘုရားသခင်အတွက် အကောင်းဆုံးလှူဆောင်တဲ့သူတွေဖြစ်ခြင်းတဲ့ကျွန်တော်ရဲ့ကျွမ်းကျင်မှုတွေအားလုံးကိုဘုရားသခင်လက်ထက်ကိုအနံပြီးတော့ဘုရားသခင်အသုံးပြခြင်းကိုခံတဲ့သူဖြစ်ဖို့ပူအရေးကြီးတယ်လို့ကျွန်တော်ဆင်ခြင်မိတယ် အဲ့တော့အဲ့လိုမျိုးဘုရားသခင်ကို ကျွန်တော်တို့အရာအကောင်းဆုံးတွေနဲ့တန်ဖိုးအထားဆုံးသောအရာတွေနဲ့စက္ကအနမင်ကိုကိုယ်တက်ဖို့အရေးကြီးတယ်အရေးကြီးပါတယ်အာဗြဟံကသူဒီလိုမျိုးပေးနိုင်တာကျွန်တော်ဒီရလေးရမ်းသဘောကျတယ်ဒါကကပောက်ချံအခန်းကြီး15မှာပါကပောက်ချံအခန်းကြီး15မှာအာဗြဟံကကိုရောကိုရောဂရီပေးရဟုတ်ပါပြီကျွန်တော်သားလည်းမရှိဘူး အမွေဆက်ခံမှုတွေလည်းမရှိဘူးဆိုကျွန်တော်ရဲ့ဂျွန်းအီလီယာဇာတရားတော်ရှိသူပဲဖြစ်မလားမဟုတ်ဘူးအာဗြဟံမဟုတ်ဘူးမင်းရဲ့အသွေးသားထက်ကပဲမင်းဒီဂရီတော်ကတည်စေမှာမင်းရဲ့အသွေးသားထက်ကမင်းကလူမျိုးကြီးဖြစ်စေမှာအဲ့တော့ဗတိငံဘုရားသခင်သူနဲ့ဗတိငံထက်လို့ပါတယ်အဘိငယ်မှာနွားထီသုံးကောင် ပြီးရင်တိုးထီသုံးကောင်ဆိတ်သုံးကောင်ပြီးရင်ခိုးနဲ့ဂျိုးနဲ့ဝိပ္ပယအကျံရလာတဲ့ခါဘုရားသခင်ကိုရစ်ပူဇော်ဖို့ရန်အတွက်အသုံးပြုရတဲ့တရဝ၅မျိုးဘုရားသခင်သူ့ကို ပိုင်းပိုင်းခွဲပြီးတော့မှဟိုဘက်ကြီးပဲထားခိုင်းတယ်ခုငှက်ဂျွန်းဂျွန်းနဲ့ငှက်ကတော့ခိုးနဲ့ကတော့တေးလို့မပိုင်းမနဲ့ဟိုဘက်ကြီးပဲထားလိုက်တယ်ဆိုတော့သူရဲ့ထုံးစံရမက်ဆီပိုတေးမီးယားမာဒီပိုတီရဲ့သူရဲ့ bring in the boy ya through loss on a ya ကအဖွဲနှစ်ဖွဲက bring in လုတ်ပြီးဆိုရင်အဲ့လိုအကောင်တွေကိုခွဲပြီးမှအလက် ဟိုဒီဘက်ထားပြီးမှအသွေးနဲ့ပြည့်နေတဲ့ဒီအလဲကနှစ်ဖက်စလုံးဖျက်ရှောက်သွားရတယ်။အတိတ်ဘေကငါတို့သဘောတူထားတဲ့ဒီပဒိညာဉ်ကိုတယောက်ယောက်ကဖောက်ဖျက်မိမယ်ဆိုရင်အဲ့ဖောက်ဖျက်တဲ့သူကဤဒိဋ္ဌိဆန်တွေကဲ့သို့ဖြစ်ပါစေဆိုတဲ့သဘောနဲ့ပဒိညာဉ်လှုပ်ဆောင်တဲ့အရာဖြစ်ပါတယ်။ဒါပေမဲ့ကပ္ပောချန်ကန်ချီဆန်ကောင်ကျွန်တော်တို့တွားကြည့်တဲ့အခါမှာအာဗြဟံကသွေးတွေကြောင့်လာပြီးမှလိုင်းငှက်တွေပြီးသူမောင်းထုတ်ရင်းနဲ့တစ်ချက်အိပ်ပျော်သွားတယ် နိုးလာတဲ့ကောင်ဘုရားသခင်စကားပြောတောင်ကြားတယ်။အဲ့ဒါကိုကျွန်တော်တို့ဒီကျမ်းတော့တမန်ကျမ်းစာလေ့လာတဲ့ပညာရှင်တွေရဲ့အများစုကဘာလို့သဘောမြင်တွေ့ကြတယ်လဲဆိုလို့ရှင်ဒီတတဝါတွေခွဲထားတဲ့သွေးချောင်းစီးနေတဲ့တဏှာပြည်ဒီလမ်းပေါ်မှာနှစ်မဲ့သဘောတူထားတဲ့ပဋိငင်ဖွဲ့နှစ်ဖက်စလုံးတွားရမယ်အစားဘုရားသခင်က သူကိုယ်တိုင်ပဲသူပဲရှောက်တယ်အာဗြဟံ ငါတို့ပြုတဲ့ဗတိငင်ကိုမင်းဖောက်ဖြတ်တယ်ဆိုရင်ဒီအရာကငါဖြတ်တန်းရမယ့်အရာပဲဒီအရာကငါတို့ဖြတ်တန်းရမယ့်အရာပဲဒီသွေးချောင်းစီးရဲ့လမ်းကို ဖြတ်ရမှာကဗတိငင် ဖောက်ဖြတ်တဲ့သူက ဖြတ်ရမှာဗတိငင် ဖောက်ဖြတ်တဲ့သူကဖျားသခင်မဟုတ်ဘူးလူသားတွေကအဲ့ဗတိငင်ကို ဖောက်ဖြတ်ကြတာဒါပေမဲ့ဖျားသခင်ကပဲနောက်ဆုံးအဲ့လဝါးကားထဲမှာဒီအရာကိုသူ ပြည့်စုံစေခဲ့တဲ့ဆိုကျွန်တော်တို့တွေ့ရပါတယ်။ဒီအဖြစ်ပြက်ကိုအာဗြဟံကြုံပြီးပါပြီ။ဒီအချိန်တွေမှာအာဗြဟံကဘုရားသခင်ရဲ့စကားတော်အပေါ်မှာယုံကြည်ကိုးစားအနန္တရှင်ကိုဘုရားသခင်ကဖြောင့်မတ်ခြင်းလို့သဘောထားတယ်။ကပ္ပောကျမ်း15မှာစက္ကမရေပြားလေးချင်းလုပ်တယ်။22မှာဘုရားသခင်တောင်းအာဇက်ကိုပေးတယ်။အာဗြဟံပေးစခြင်းကြောင့်လည်းမဟုတ်ဘူး။အာဗြဟံရဲ့အေးပြလိချင်းအကြောင်းလဲမဟုတ်ဘူးအာဗြဟံယုံကြည်ခြင်းကြောင့်ဘုရားသခင်သူ့ကိုဖြတ်မှတ်တော်သူဖြစ် သတ်မှတ်တယ်ဆိုကျွန်တော်တို့တွေ့ရပါတယ်ဒီနေ့ကျွန်တော်အပစင်ပြန်ပြီးမှဖတ်နေတဲ့ဒီကျမ်းစာလေးကထရော်ဘုရားကသခင်ယေရှုကို ချိုးဖဲဖို့ရန်အတွက်အလိုတော်ရှိတယ်သခင်ယေရှုကို နာကျင်စေတယ်ပရင်ငင်ပေါက်ဖြတ်တဲ့သူခံရမဲ့ဖြစ်စီခြင်းအသေးသက်ခြင်းကို ခင်ယေရှုခံရပါတယ်။ပရိငင်ဖောက်ဖြစ်တဲ့သူကဘုရားသခင်မဟုတ်ဘူး။ကျွန်တော်လူသားတွေကနိလန်မျိုးစုံနဲ့ဘုရားသခင်ရဲ့ပရိငင်ကိုဖျက်ဆီးနေကြတာ။ဘုရားသခင်ကိုစန့်ကျင်နေကြတာ။အရာရာအားလုံးနဲ့ပုံပြီးတော့ဘုရားသခင်ကိုစန့်ကျင်ပြီးမိမိစိတ်တိုင်းချက်အသက်ရှင်ပြီးတော့မှကျွန်တော်ဖြစ်ချင်တယ်လို့ဖြစ်နေတဲ့အခြေအနေနဲ့ဘာမှမျိုးလင်းစရာမရှိတဲ့အခြေအနေတွေကနေဘုရားသခင်ကျွန်တော်ကိုကယ်တင်ဖို့မထိုက်မတန်မဲ့သူကိုယ်တိုင်ဒီ 对长生的难果、啊，少看所传的路，对呀吧？但因耶稣讲，传的路久了，那偏对长逃跑传开来了。传的路也逃跑传长，传的路也变因因因，结果逃跑传长。但因耶稣讲，逃跑开来了。传的路也应传传传，但因耶稣对开来了。传的路哈，但因耶稣开来了。打呀打呀，来，阿爸耶，变因打那变来，送来呀到阿奎家来。 ဒါဆိုရင်ဒီကနေ့ကျွန်တော်တို့အသက်တာမှာအာဗြဟံကိုဘုရားသခင်သူတံပိုးထားတဲ့သူသားကိုတောင်းတဲ့အခါသူနှစ်သက်တဲ့အရာကိုဘုရားသခင် တောင်းတဲ့အခါသူအလေးထားဆုံးသောအရာကိုဘုရားသခင် တောင်းတဲ့အခါဒီဘုရားသခင်ဟာအရွယ်လွန်တဲ့အချိန်မှာတော့ဒီသားကိုပေးတဲ့နဲ့ဘုရားသခင်ဟာ တည်ခြင်းကလည်းရှင်ပြန်ထမြောက်စေနိုင်တယ်ဆိုတော့သူယုံကြည်ပြီးတော့မငြီးမငြူဘဲနဲ့ပေးခဲ့တယ်။ဘာကြောင့်လဲဆိုရင်ဘုရားသခင်ကဘလို့ဘုရားလဲဆိုသူကောင်းကောင်းသိတယ်။ပရိငင်ချိုးဖောက်မိရင်တော့မှအဲ့ဒီပရိငင်အတွက်ခံရမယ့်သူကနောက်ဆုံးဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်ဆိုတာကိုသူကောင်းကောင်းသိထားတဲ့အတွက်သူ့ရဲ့တည်ကျွမ်းခြင်းတဲ့ကနေဘုရားသခင်ရဲ့တောင်းဆိုခြင်းဘုရားသခင်ရဲ့အလိုတော်ကို နှဆိုင်စွာသူဝန်ခံနိုင်တယ်ဆိုကျွန်တော်တို့တွေ့ရပါတယ်ဒီနေ့ကျွန်တော်တို့ကိုဘုရားသခင်တောင်းတဲ့အခါကျွန်တော်တို့ဘုရားသခင်ကိုကိုးကွယ်တဲ့အခါကျွန်တော်တို့ဒုတိယအကောင်းဆုံးနဲ့ဘုရားသခင်ကိုကိုးကွယ်ဖို့မဟုတ်ဘူးနော်ကိုယ်ကိုယ်ချင်းဆိုတဲ့အခါတိုင်းမှာရစ်ပူဇော်ခြင်းအမြဲတမ်းပါတယ်ကျွန်တော်ရဲ့ရစ်ကောင်ကကျွန်တော်ရဲ့ second best မဖြစ်ရဘူးနော် ဣတိလာလူမျိုးတွေရဲ့ယုတ်တုစင်နုကိုကိုွယ်ချင်းဆိုတဲ့မှားယွန်းတော်မှုများများစွာရှေ့အကြောင်းသူတို့ကိုဘုရားသခင်စီရင်တယ်။ဒိုင်းနဘာကိုသူသူများကြုံဖြစ်အောင်လုပ်လိုက်တယ်။ဒါမဲ့ချိန်တန်တဲ့ခါဘုရားသခင်သူတို့ပြန်ခေါ်လာတယ်။ယုတ်တုစင်နုကိုကိုွယ်ချင်းဆိုတဲ့အပြစ်တော်မရှိတော့ဘူး။ဒါမဲ့သူတို့ရဲ့ကိုကိုွယ်ချင်းတွေက still ဘုရားသခင်လာပြီးကိုကိုွယ်တဲ့ခါမှာသူတွေဆိုလို့ရှင်လဲအနာစာရှိတဲ့ဟာတွေကိုကိုွယ်လာတယ်။ religious sense and ဘာသာရေး sense မှာဘုရားသခင်ကိုကိုးကွယ်လာတယ်ဘုရားသခင်အဲ့ဒါတော့ငါမကြိုက်ဘူးအဲ့ဒါတော့ငါလိုချင်တာမဟုတ်ဘူးနှိမ့်ချသောသဘောနဲ့ဂိူနာသဘောနဲ့ဘုရားသခင်ထံမှာတူရှောက်လန်းဖို့ပဲဘုရားသခင်တူရှောက်ဖို့ပဲငါလိုချင်တာဒါအောင်မင်းတို့မသိဘူးလားစင်ရွန်ဒဘောတာတံပိုးထားတဲ့ချင်းဘုရားသခင်ကိုဦးစားပေးတဲ့ချင်းဘုရားသခင်ကကျွန်တော်တို့ရဲ့အရာခတ်သိမ်းကျွန်တော်တို့ရဲ့အကောင်းဆုံးသောအရာနဲ့ပဲထိုက်တန်နေဆိုရက်ဒဘောတာအဲ့ဒီဒဘောတာကိုသိချင်တာဘုရားသခင်အဲ့ဒါလိုချင်တာ ဆိုတော့ကျွန်တော်တို့ရဲ့တက်တာထဲမှာလည်းဒီကနေ့ဘုရားသခင်နဲ့ဆိုင်တဲ့အရာမှကျွန်တော်တို့ရဲ့ဘေးဆက်ခြင်းတွေက အကောင်းဆုံးတွေရောဟုတ်ရဲ့လား second best ပူနေတဲ့အထက်ကနေကျွန်တော်ပေးတာလားဘုရားသခင်ကျွန်တော်တို့အတ္တမှာပို့ဆောင်လမ်းပြလာတဲ့အပေါ်မှာကျွန်တော်ရဲ့တုံ့ပြန်ခြင်းကတည်င်းကနေဒီမှာအခြားသောယုံကြည်သူများနဲ့အတူတူ နောက်တစ်ပတ်စနေဟောရှေနာဟောရှေနာဆိုပြီးမှအော်ကြတဲ့အထဲမှာပါတယ်အဲ့လိုပဲကားတိုင်းတင်မှာကားတိုင်းတင်မှာလို့အော်ရတဲ့အထဲမှာလည်းသူတို့ပဲဆိုကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကရောကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကရောတနင်္ဂနွေနေ့မှာဘုရားသခင်ကိုယုံကြည်ပါတယ်လို့ကြွေးကြော်ပြီးတော့ဘုရားသခင်ဝန်ခံပါလို့ကြွေးကြော်ပြီးတော့ကျွန်တော်ရဲ့နေ့စဉ်အသက်တာလုပ်ငန်းခွင်မိသားစုဒီထဲမှာဘုရားသခင်ပို့ဆောင်လာတဲ့ကြုံတွေ့လာစေအရာတွေပေါ်မှာတော့ ိတ်မယုံကြည်နိုင်တဲ့သူတွေထဲမှာကျွန်တော်ပါနေသလားဘုရားသခင်နဲ့ပတ်သက်ရင်ကျွန်တော်တို့ရဲ့တည်ကျွမ်းခြင်းအားနည်းတယ်ဆိုရင်တော့ကျွန်တော်ချိန်ဖန်များစွာပြန်လည်ပြီးမှလဲနိုင်ပါတယ်ဒါပေမဲ့တည်င်းကောင်းကဘာလဲဆိုတော့ဘုရားသခင်ကသူပြင်ဆင်ပေးတဲ့ သားတော်သခင်ယေရှုခရစ်အားဖြင့်ကျွန်တော်တန်ဖိုးထားတဲ့အရာကျွန်တော်တို့အတွက်ချစ်ရတဲ့အရာကျွန်တော်မျှော်လင့်ခြင်းကျွန်တော်တို့အိမ်မက်ကျွန်တော်တို့အနာဂတ်ကျွန်တော်ရှင်သင်ရခြင်းအတိတ်ပဲအလုံးစုံကိုပြန်လည်ပြီးမှစုံလင်တဲ့အသစ်တော်အမြင်နဲ့မြင်စေတိစေနားလေစေပြီးတော့ဘုရားသခင်ပို့ဆောင်နိုင်တယ်ကျွန်တော်တို့ရဲ့ဘုရားသခင်ပေါ်မှာတည်ကျွမ်းနိုင်ခြင်းဆိုတဲ့အရာကိုခဏထအောင်ဘုရားသခင်ကျွန်တော်တို့ကိုအတည်ဆုံးဖြစ်ပါတယ် ဘုရားသခင်ကဘလောက်ထိတိလဲဆိုရင်ဒီပရိညာမှာလူတွေကကျွန်တော်တို့ကဘလို့မှမထိနိုင်ဘူးဆိုတော့တိတဲ့အတွက်သူကိုယ်တိုင်ပဲဒီပရိညာကိုတည်စေဖို့သူကိုယ်တိုင်ပဲဖျက်ရှောက်ပြီးတော့ဘသူတယောက်တည်းအလိုတော်တိုင်းပဲပရိညာကိုတည်စေခဲ့ဆိုကျွန်တော်တို့တွေ့ရပရိညာကိုထိုးပေါက်တဲ့အခါမှာလည်းခံရတဲ့သူကသူကိုယ်တိုင်ပဲခံပေးရဆိုကျွန်တော်တို့တွေ့ရတယ်ဘုရားသခင်ကကျွန်တော်တို့ကို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 တည်ရတဲ့အတိဆုံးသောအရှင်ဖြစ်ပါတယ်ဘုရားသခင်ရဲ့တည်ခြင်းနဲ့အတူဘုရားသခင်ပြင်ဆင်ပေးတဲ့ သားတော်ယေရှုခရစ်ကိုကျွန်တော်တို့ယုံကြည်ကိုးစားပြီးအသက်ရှင်ဖို့ပဲရှိပါတယ်။ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာကိုကျွန်တော်တို့မရဘူးဆိုရင်ဘုရားသခင်ပြင်ဆင်ပေးတဲ့သခင်ယေရှုခရစ်ကိုကျွန်တော်တို့မရဘူးဆိုရင်ကျွန်တော်တို့တန်ဖိုးထားတဲ့အရာကျွန်တော်တို့ချေရတဲ့အရာကျွန်တော်တို့ရမျောလင်းခြင်းနဲ့ကျွန်တော်ရဲ့အိမ်မက်တွေကျွန်တော်တို့ရဲ့ဘဝအတိတ်ပဲတွေအတွက်ကျွန်တော်တို့တွေနေတိုင်းဘယ်အရာမဆိုရပူဇော်နေအောင်မယ်ပူဇော်နေအောင်ပါပဲ နေတိုင်းစူးစားရုန်းကန်ပြီးတော့မှလုံနေအောင်ပါပဲဒါပေမဲ့ဘုရားသခင်ပြင်ဆင်ပေးတဲ့သခင်ယေရှုခရစ်ကိုယားပြီးဆိုရင် ကျွန်တော်ရဲ့အမြင်တွေခံယူချက်တွေတံဖိုးတွေမျှော်လင့်ခြင်းနဲ့အနာဂတ်အကုန်လုံးကိုဘုရားသခင်ကသူ့အလိုတိုင်းလမ်းပြပြီးမှပို့ဆောင်ပြီးမှဖြစ်ပါတယ်အိုက်ဇက်ကိုတတ်မဲ့ဓာတ်ကတော့ရပ်သွားပါတယ် ငါ grand ပြင်ဆင်ပေးမယ်ဆိုတဲ့ဘုရားသခင်ဂရိရှိသည့်အတိုင်းနောက်တစ်နှစ်ပေါင်း3000လောက်ကြာတဲ့အခါ grand town မှာဘုရားသခင်ကတပါးကြီးရောသားတော်ယေရှုခရစ်ကိုလောကကရင်ပေါ်တင်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သားတော်ကိုတတ်တဲ့ဒါမရတော့ဘူးအဆုံးထိခန္ဓာကိုထိုးပေါက်သွားပြီးတော့မှအသွေးသွင်းပြီးတော့ကျွန်တော်ရဲ့အပြစ်ရှိတဲ့မြတ်အတွက်စေကျော်ဖြည့်ရှင်ပေးခဲ့ပါအဲ့ဒါဘုရားသခင်ပြင်ဆင်ပေးတဲ့အရာဖြစ်ပါတယ် ဒီဘုရားသခင်ပြင်ဆင်ပေးတဲ့အရာပေါ်မှာယက်တည်ပြီးတော့ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာပေါ်မှာယုံကြည်ကိုးစားပြီးမှကျွန်တော်တို့အသက်ရှင်ရှောင်းလန်းကြဖို့ရန်အတွက်ဒီကနေ့အနေငယ်ပြန်လဲပြီးမှနှိုးဆော်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းတို့ကျွန်တော်တို့သွားနေတဲ့အခါမှာဒီကနေ့သခင်ယေရှုခရစ်ကြွလာတာသခင်ယေရှုခရစ်အသေးခံတာသခင်ယေရှုခရစ်ရှင်ပြန်ထမြောက်တာအစွန်းဆုံးထိကျွန်တော်တို့အတွက်ဘလောက်ထောင်တန်ဖို့ရှိသလဲဘလောက်ထောင်အတိတ်ပဲရှိသလဲ ဘလောက်ထီတော်မှနှဆိုင်တယ်ဒီအရာနဲ့ကျွန်တော်တို့နေရစင်တန်းကိုကျွန်တော်တို့ရဲ့အကောင်းဆုံးတွင်နဲ့ဘုရားသခင်ကိုစက္ကန့်အနှံပြီးတော့အသက်ရှင်တက်တဲ့သူတွေဖြစ်ကြဖို့ကျွန်တော်အနေနဲ့နှိုးဆော်ခြင်းနဲ့ကျွန်တော်တို့ဒီအရာလေးကိုစဉ်းစားပြီးတော့မှပရိငယ်ကိုချိုးဖောက်ရင်ချိုးဖောက်တဲ့သူကြုံရမယ့်အရာကိုဘုရားသခင်ကသူကိုယ်တိုင်ပဲအာဗြဟံနဲ့ပရိငယ်ပြုတ်လို့ကသူကိုယ်တိုင်ပဲဖျက်ရှောက်ခဲ့တယ်လို့နောက်ဆုံးမှလည်းလောကကားတိုင်းပေါ်မှာအဆွန်ဆုံးဘီပစ်ဆုံးတဲ့ ဖျက်လျှောက်ခြင်းနဲ့သူလုဆောင်သွားတာကိုကျွန်တော်တို့ဆင်ခြင်နဲ့ပွဲတော်မင်္ဂလာဝင်ဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်ပွဲတော်မှာကျွန်တော်နဲ့အတူတူကူညီပေးမဲ့သူတွေယေရှုပြည်ပြည်တော်မှာနေရာရပေးဖို့ဖိတ်ခေါ်ချင်ပါတယ်